ပြိဿတွေပြောတာတော့အမေပေါ့ကျွန်တော်အမေကျွန်တော်အမေအကယ်မီတော်သမားဦးနဲ့တူတယ်လို့ပြောကြတာပေါ့အကောင်လုံးကတော့ကျွန်တော်အမေပြန်ဝင်သားလို့ပဲကျွန်တော်ကိုပို့ပြီးတော့ခင်တွေ့တယ်ပို့ချစ်တယ်လို့တော့ကျွန်တော်ထင်ပါတယ်။ဘာလို့လဲဆိုအမေကလည်းကျွန်တော်အရန်ချစ်တာဆိုမဆုံးခင်။နောက်ကင်မရာချိန်လိုက်လို့ရှိရင်ငိုရာပါတိတ်သွားတယ်အိုက်တင်လည်းလွတ်တယ်ဗျ။ post ပေးတတ်တယ်ဗျ။ကင်မရာချိန်လိုက်ရင် post ပေးတတ်တယ်။ဒါကျွန်တော်တို့ခင်ဆွေမျိုးဆက်ကမျိုးဆက်တည်းလေးဖြစ်လာမှာပေါ့။ ကောင်းကောင်းနေကျင်တယ်ကောင်းကောင်းဝှက်ကျင်တယ်ကောင်းကောင်းစားကျင်တယ်အလားပါကြိုက်တယ်ပြီးလို့ရှိရင်ဟိုစိန်ခံရတာကြိုက်တယ်အဲ့ဒါတွေကအမေနဲ့ချွတ်ဆွတ်တယ်ကြီးပဲအကုန်တူတာပေါ့ဖွဲမရအောင်တူတာပေါ့ဒီနေ့ကားလေးကဟွာပေါ့ကျွန်တော်တို့ကတော့ဒီကားကတော့ကြည့်ကျင်တဲ့ကားလေးပါတာပေါ့ဒါပေမဲ့ဒီနေ့ကကျွန်တော်ကိုကိုစောမိုးသက်ချိတ်လို့လာတက်ဖြစ်တာပါသူဖိတ်ပေးလို့ပါ ကျွန်တော်လူမျိုးဘွားကတော့ပရချိုးတွေအများကြီးတက်ဖို့ပါတယ်ဒါမိသားစုနဲ့ဆိုတော့ပထမဦးဆုံးပေါ့နာမည်ကဇူရာနိုပါကျွန်တော်ပေးထားတဲ့နာမည်လေးကဆက်အမရာပြည်ဘူးပါဇူရာနိုကမျိုးလေးပါဒါကျွန်တော်ကိုမင်းသားကြီးလို့ပဲကျွန်တော်မွေးသားပြည်တယောက်ရှိပါတယ်ဒါနာမည်တော့ထည့်ပြီးမကျင်ညာတော့ပါဘူးသူကကျင်ညာတာမကြိုက်တဲ့အတွက်စာရေးစရာတရားပါပဲသူပေးတဲ့နာမည်လေးပါအဲဇူရာနိုဆိုတာလေးကဆန်းတော့ဆန်းနဲ့နော်နှစ်ခုလုံးကနော်ဂျပန်နာမည်နဲ့တူတာပေါ့ဆက်အမရာပြည်ဘူးပါအများကြီးစဉ်းစားပါဘူးကျွန်တော်ကလေးမွေးပြီးတော့တည့်ရပဲ ရိုင်းကွာကိုလေးပဲဟိုဘယ်တဲ့တချင်းရွတ်တယ်လို့ပဲရွတ်ကြည့်လိုက်တာဒီလိုပဲထွက်လာတဲ့နာမည်လေးကောက်ပေးတယ်အဓိကတော့နာမည်ထဲမှာအဖေမင်းနာမည်လေးပါသေးတယ်လို့ပေးတာပါခလေးမင်းလို့နိုးတာနဲ့သူ့ဖေပဲရင်နိုးတယ်အမြခလေးကိုစလို့ရှိရင်သူမကြိုက်ဘူးဖေဖေဖေနဲ့လည်းငိုးရောအမြခလေးဘလို့မရှိကိုပဲကြည့်တယ်နော်အသေးကတော့မရပါဘူးဘလို့ချစ်လဲမချစ်လဲဆိုတော့အခုမိမလည်းတရားဝင်ပြောပြီးသားအခုချိန်ကနေစပြီးတော့နောက်ရှာတာတွေကောင်လားသမီးတွေလို့ပြောပြီးသား င်္ဂါတွေမပါတော့ကို့တွေလည်းမပါတော့သမီးတွေလိုပဲပြောပြသားသူနဲ့ပဲကျွန်တော်တော့ကတ်တာများတယ်ဒါပေမဲ့အများဆုံးအမြင်ကျွန်တော်ကခလေးမထိနေတော့သူ့အမေပဲထိမိရတာများတယ်ဗျကတ်တာတော့ကျွန်တော်ဒီကတ်တယ်ပြိဿတွေပြောတာတော့အမေပေါ့ကျွန်တော်အမေကျွန်တော်အမေအကယ်ဘီတော်သမားဦးနဲ့တူတယ်လို့ပြောကြတာပေါ့အကောင်လုံးကတော့ဒါကျွန်တော်ထင်တာတော့ဒါခလေးကသမီးဆိုရင်အမေချစ်တယ်သားဆိုအမေချစ်တယ်ဆိုထုံးတယ်လို့ဖြစ်ပေမဲ့ဒီခလေးကြတော့ကျွန်တော်အမေပြန်ဝင်သားလို့ပဲကျွန်တော်ပို့ပြီးတော့ခင်တွေ့တယ်ပို့ချစ်တယ်လို့တော့ကျွန်တော်ထင်ပါတယ် ဘာလို့လဲအမေကလည်းကျွန်တော်အရန်ချက်တာဆိုမဆုံးခင်ကောင်းကောင်းနေကျင်တယ်ကောင်းကောင်းဝှစ်ကျင်တယ်ကောင်းကောင်းစားကျင်တယ်အလားပါကြိုက်တယ်ပြီးလို့ရှိရင်ဟိုစိန်ခံရတာကြိုက်တယ်အဲ့ဒါတွေကအမေနဲ့ချွတ်ဆွတ်တွေကြီးပဲအကုန်တူတာပေါ့ဖွဲမရအောင်တူတာပေါ့ဒီစားလေးတွေပါလာကြနောက်ကင်မရာချိန်လိုက်လို့ရှိရင်ငိုရာပါတိတ်သွားတယ် item လည်းလွတ်တယ်ဗျ post ပေးတတ်တယ်ဗျကင်မရာချိန်လိုက်ရင် post ပေးတတ်တယ်ဒါကျွန်တော်တို့ခင်ဆွေမျိုးဆက်ကမျိုးဆက်တလေးဖြစ်လာမှာပေါ့အဲ့ဒါတော့ဟိုမလောက်ပါဘူး ဒါကျွန်တော်တို့ရိုက်တဲ့နေရာလေးမှာလာတခန်းသားနှခန်းသားဆိုရင်တော့ပေးရိုက်ပါတယ်။လုံးဝဟိုတကယ်ကိုကလေးတိုးဆိုတော့ main character ကြီးတွေခေါ်ရရင်တော့ညီသူ့ဘုံမှာကျွန်တော်ဘယ်ကားမှပေးမရိုက်ပါဘူး။ဘာဖြစ်လို့လဲဆိုတော့ကြီးလာရင်ဒါလူကြီးသရုပ်ဆောင်နေနဲ့အောင်မြင်စေချင်တဲ့အတွက်ကျွန်တော်ပေးမရိုက်တာပါ။အဲ့လိုရမှုပေါ့ဒါအောင်မြင်ရတဲ့လူကတော့အောင်မြင်တာပါပဲ။ဒါပေမဲ့များသောအားဖြင့်ကတရားမှာ69ရောက်လောက်ကကျွန်တော်တို့ဘုံမှာပြင်မှာခေါ်ရိုးကြွားတာကလေးလို့ညင်သွားပြီးရင်ဘလို့မှလုံးလို့မရတော့ပါအများကြီးပါကျွန်တော်တို့ရှိမှလည်းကျွန်တော်တို့နဲ့ senior ကလေးတိုးဆောင်လုပ်တဲ့မင်းသားတွေလည်းရှိပါတယ်။ခုဒီလေရိုက်ရင်ကျွန်တော်တို့လည်းပုံမှန်လေးသွားရတယ်ဆိုတာပဲရှိတာပါ။အရင်ကဟို တခက်အောင်မြင်ရတဲ့မင်းသားတော့မရှိပါဘူးအဲ့လိုမျိုးညင်ပါတော့အဲ့လိုမဖြစ်မှကြောက်လို့ပေးမလို့တာပါကျွန်တော်တော့ဘာမှမရှိပါဘူးဆောင်းရှောင်းလုံးနေမယ်ရတူအဆက်ဆက်သူကြည်လာလို့ဝါသနာပါတော့သူလှုပ်ချင်ရင်တော့လည်းပြေတော့ခရင်နောက်လိုက်ပြီးတော့သမီးနောက်လိုက်ရမှာပေါ့ကြည်လာဟုတ်ကဲ့ပြောပါတယ်သမီးလေးကိုပါချစ်ပေးလို့အကုန်လုံးကျေးဇူးတင်နေတယ်ကျင်ရနေပြီသမီးကိုပဲချစ်နေရတယ် လေးဆိုင်တယ်လေးဆိုင်တယ်ကိုမအားလို့ကိုကလေးထိုင်နေသူပဲနှစ်ချက်ပြီးထိတ်ကုန်မပေးတာမိမကကလေးတွေပဲအချိန်ကြီးအကုန်လုံးပုံပေးရတယ်ဗျမိမမိမကအချိန်မပေးပြဘူးဆိုတော့တီးတန်ကြီးတော့မပေးပြတာပဲသမီးတွေပဲအချိန်ကြီးပေးရလို့ပါဟောဒါကတော့ဒါကျွန်တော်ကျွန်တော်လုံနေကင်နေတာအရာအားလုံးကဒီသမီးနဲ့ဒီမိမအတွက်ပါပဲအဲ့တော့ထွေထူးတော့ယူဆိုင်ကြရတော့မရှိပါဘူးကျွန်တော်ကကို့အလုံးနဲ့ကိုရောမဒီလားတွေအားတဲ့လားတွေမဟုတ်တဲ့အတွက် တီးတိုင်ယူလိုက်ပြတာမရှိပါကျွန်တော်ကအမြဲတမ်းနှစ်စဉ်နှစ်တိုင်းဟိုအထိတ်မရက်တွေဆိုရင်ကျွန်တော်မမေ့မလျော့ပဲအမြဲတမ်းလှုပ်ပေးရတာလေးကတော့အာဆက်ပြီးတော့အိမ်တော်မကြခင်ကထုံးတယ်လို့ဖြစ်နေပါအခုဒီလည်းအဲ့ဒါလေးကိုကြားအောင် လုပ်ပေးဖြစ်ပါတယ်ဟုတ်ကဲ့ဟိုကကျွန်တော်တို့မိသားစုတွေနောက်လုံမဲ့ဒုညံလှုပ်ရှားမှုတွေလည်းအများကြီးရှိပါသေးတယ်အခုလည်းလုံနေပါတယ်လှုပ်ခဲ့တဲ့ဟာလေးတွေလည်းအခုအကောင့်ထဲပေါ်လာပါပြီအဲ့ဒါလေးလည်းအားပေးကြပါဦးပြောချင်ပါတယ်ဗျာအားလုံးကျေးဇူးတင်ပါတယ်